ဒီနယ်တစ်ခုလုံးအမျိုးသားရဲ့တစ်မျိုးသားလုံးအာကိုအာသာလုံးကြတဲ့ကောင်းတော်ကောင်းဖြစ်အောင်ဒုက္ခကြပါနိုင်ရပါကေမျိုးသားတက်မတော် KNA ကောင်းဆောင်ဗမိုးကြီးစောချစ်သူနဲ့တာနအူးဖြစ်တဲ့စောထူအမူစောချစ်ချစ်တို့ကိုအမေရိကန်ကတန်ခတ်အရေးယူလိုက်ပါတယ်အမေရိကန်နိုင်ငံသားတွေကို ပြစ်မှတ်ထားပြီး အွန်လိုင်းကနေငွေကြေးလိမ်လည်မှုလူကုန်ကူးမှုနေဆက်ဖြတ်ကျော်မှောင်ခိုမှုတွေကိုထောက်ပံ့ကူညီရကြောင်းအရေးယူတာဖြစ်တယ်လို့ American ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့နိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကမေလ9ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တာပါ။ဘုံမူကြီးစောချက်သူဟာအရင်နေသားဆောင်တက် BGF ရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ဒီ၃ရက်ထဲပဲယူပြီးတော့ session လုပ်တာတော့ဟိုအော်တာပေါ့ဟိုတာဆိုတာနောက်ပြီးတော့ဒီ server နဲ့ပတ်သက်ပြီးတော့ ကဘာဝမ်းမာရောအဲဒီတနေရာထဲပဲလာပေါ့နော်ဒီတနေရာထဲပဲဒါလုံနေတာလားဟိုမမြင်တာလားမမြင်ချင်အောင်ဆောင်နေတာလားအဲဒါတွေလည်းအများကြီးမိကုန်ထုတ်ဆရာလေးတွေရှိတာပေါ့နော်ဆိုတော့အလို့တခုလုပ်တယ်ဆိုတာကရှင်းရှင်းပြောရင်အကုန်လုံးကိုမြင်တတ်ဖို့လိုတာပေါ့ပုဂ္ဂိုလ်ကြီးကဟိုဒါ PRB ထိုးနေကြလို့ဒီလိုပဲသုံးသပ်ပါတော့စည်ရင်းစရာနဲ့အချက်အလက်တွေအရလွန်ခဲ့တဲ့၃နှစ်အတွင်းမှာအမေရိကန်ပြည်သူတွေဟာ မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့်ဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုထားပါတယ်။ထိုင်းမြန်မာနယ်စပ်က KNA ထင်းချုပ်တဲ့ဒေတာတွေမှာစိုက်ဘာလိမ်လည်ရေးလုပ်ငန်းတွေအများအပြားရှိနေပြီးမြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေကနေလဲ KNA ကအကျိုးအမြတ်များစွာရရှိနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ရှင်ရှင်ပြောရဲဒုတိယမြောက်အခြေမြင့်မရှိဆွဆွဲချက်လို့ပဲကိုရောကပြလဲတော့ပြချင်းတယ် လူမောင်ခိုးဂုံကူးရလောက်တဲ့အထီကိုကိုလိုတပ်ဖွဲ့တွေကမငတ်တယ်ပေါ့ဘူးလူမောင်ခိုးဂုံကူးရတဲ့အနေထားလောက်ထိကိုတို့ဟို မနှိတ်ကြတယ်ပေါ့ဘူးနော်အဲ့တော့လက်ရှိကရှင်းရှင်းပြောရင်ဟိုစူပါပါဝါနိုင်ငံကြီးတနိုင်ငံဖြစ်ပြီးတော့မှဟိုအားနေတဲ့လူတွေပေါ်မှာအခြေမြင့်မရှိဆွဆွဲတာတော့ရှက်စရာလည်းကောင်းပါလေဒါလည်းသူတို့ပြန်တုံ့တက်တင်တော့ဗောနော်ကြုံစိတ်ဝင်မလားတခင်စိတ်ဝင်မလား ေးဟာထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကလည်းဗိုလ်မှူးကြီးစော့ချစ်သူဒုတိယဗိုလ်မှူးကြီးမုတ်တုံနဲ့ဗိုလ်မှူးတင်ဝင်းတို့ကိုလူကုန်ကူးမှုနဲ့ဖမ်းဝရမ်းထုတ်ဖို့အခုနှစ်ဖေဖော်ဝါရီလထဲမှာတောင်းဆိုခဲ့ပူပါတယ်အဲ့ဒီနောက်ပိုင်းမှာ BGFKN နေကောင်းဆောင်တွေကလှုပ်ရှားနေမြေအတွင်းမှာရှိတဲ့အဆောက်အုံတွေကိုစီးနှင်းပြီးကြားပြတ်နှိမ်နင်းတွေကိုလှုပ်ဆောင်ခဲ့ကသက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ ဘုံမူကြီးစောချစ်သူဒုတိယဘုံမူကြီးစောတင်ဝင်းနဲ့ဘုံမူစောမုတ်တုံတို့တုံးဦးကိုဒေတာရင်းငိန်ချန်ရေးလုံချုံရေးနဲ့တင်းငိန်ရေးကိုအစိုးရအဆုံးချင်းချောက်နေတယ်။အွန်လိုင်းလေလံမှုတွေကိုကင်တွယ်ဖြည့်ရှင်းဖို့ဆိုပြီး2024မှာဥရောပသမဂ္ဂ EU နဲ့ပြည်ချိန်တို့ကအရေးယူတန်းခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါသေးတယ်။2023ခုနှစ်ထဲမှာလည်းစောချစ်သူနဲ့စောမင်းမင်းဦးတို့ကိုမြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေအတွင်း လူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်နေတယ်လို့ဆိုပြီးပြည်တိန်အမေရိကန်နဲ့ကနေဒါနိုင်ငံတို့ကတန်ခတ်အေးအေးယူမှုစည်းရင်းမှာထည့်သွင်းခဲ့ပါတယ်။